တနိုင်ငံလုံးရဲ့အရင်ကျေးဆုံးကလေးဆိုပြီးသတ်မှတ်ထားခံရကနေစကားပြောပုံကြောင့်အပြစ်တင်ခံနေရတဲ့ရွှေပိုင်းအလုံးမဲမိကလာပါဗမစ်နောင်ကနေချွတ်ဆူလိုက်ပါတယ်တသားချစ်တဲ့အလုံးခမရလို့နှုတ်ဆက်တတ်တဲ့ရွှေပိုင်းလေးဟာဆိုရင်သူ့ရဲ့စကားပြောရင်ကြီးတဲ့အချင်းလေးကြောင့်လူသိများပါတယ်လိုင်းမော်မှာလည်းပုံမြင်လေးတွေကိုဖတ်ပြတတ်ပြီးပုံစံလေးကလည်းအေးချမ်းတာမို့အလုံးကချစ်ခင်ကြတာပါ ရွှေပိုင်လေးဟာရန်ကုန်တရိတ်ဆန်ဥယျံကိုတောင်းရောက်လေပတ်တဲ့အခါမှာလေသူချစ်တဲ့အလုံးအတွက်ဗီဒီယိုလေးရိုက်ခဲ့ပါတယ်။ငငယ်ကလေးကတရိတ်ဆန်ဥယျံကိုတောင်းရတာသဘောကျပြီးတော့အခုချိန်ထိလည်းတောင်းရောက်လေပတ်နေစေပဲဖြစ်ပါတယ်။ရပ်ပန်တာရီစီကိုလည်းတောင်းလေခဲ့ပြီးတော့ပထမဆုံးမြင်ဘူးတာမို့အရန်ကိုရင်ခေါဆိတ်လို့ရှာနေကြတာပါ။ရပ်ပန်နာလေးတွေကတရုတ်၊ဘူတန်နဲ့ကချင်ပြည်နယ်တွေမှာအတွေ့အများပြီးသူတို့လေးတွေကဝါပင်တွေကိုစားတယ်ဆိုပြီးရပ်ပန်နာလေးတွေရဲ့အကြောင်းကိုရှင်းပြထားပါသေးတယ်။စင်ဥယျံကိုလည်းတောင်းရောက်လေပတ်ခဲ့ပြီးတော့စင်လေးမမုံမွေးနေတဲ့တုန်းကလည်းရောက်ဖူးတယ်လို့ပြောပါ ါပါတယ်။ဘေဘီမမိုလေးရဲ့အသက်က၈နှစ်ရှိပြီဆိုပြီးပြောပြထားပြီးတော့ဘေဘီမမိုကိုလည်းမုတ်တွေကျွေးခဲ့ပါသေးတယ်။ဖော်ပေါင်းမမိုကတော့အသက်က82နှစ်ရှိပြီးရွှေပိုင်လေးတရိတ်ဆန်ရုံကိုသွားလေတိုင်းဖော်ပေါင်းမမိုကိုလည်းမုတ်တွေကျွေးဖြစ်တယ်လို့ပြောပြသေးတာပါ။ရွှေပိုင်လေးဟာစကားပြောတိုင်းခမရခမရလို့ထဲထဲပြောတတ်တာကြောင့်အားလုံးကသတိထားမိလာကြပါတယ်။ အသက်ကလည်း73နှစ်ပဲရှိသေးတာပါစကားပြောတဲ့နေရာမှာယဉ်ကျေးတာရောအင်္ဂလိပ်လိုပြောတဲ့ဖတ်တဲ့နေရာမှာကျွမ်းကျင်တာရောကြောင့်မိဘတိုင်းကလည်းသူတို့သားသမီးကိုရွှေပိုင်လေးလိုဖြစ်စေခြင်းကြပါတယ်ညီနန်သားကလည်းသူ့ရဲ့ကလေးကိုရွှေပိုင်လေးလိုဖြစ်စေခြင်းတယ်လို့ပြောပါတယ်စကားပြောဆိုကတိတ်မွေပြီးယဉ်ကျေးတာကြောင့်သဘောကျတဲ့လူတွေလည်းရှိသလိုလိုက်စားတဲ့သူတွေလည်းရှိပါတယ်ရန်ဖြစ်စကားများရင်လည်းတသားချစ်တဲ့အလုံးခမရလို့ပြန်ပြောမှလားဆိုပြီးလိုက်စားနေကြတာပါဒါကိုလည်းရွှေပိုင်လေးကနားလည်လက်ခံပေးတဲ့အပြင်သူ့အတွက်ဗီဒီယိုလေးတောင်လုပ်ပေးလို့ကျေးဇူးတောင်တင်နေပါသေးတယ် ဒီအသက်ရွယ်ထိတသသသလို့ပြောနေတာကြောင့်ဒီအသက်ရွယ်ဟာတသသသလို့ပြောရမယ့်အရွယ်မဟုတ်တော့ဘူးဆိုပြီးဝေဖန်နေကြတဲ့သူတွေလည်းရှိပါတယ်။အရန်ချင်းယဉ်ကျေးနေတာကလည်းတမင်လောက်ပြီးပြောနေတာလားဆက်ရုပ်တရုပ်လို့စကားပြောနေတာလားဆိုပြီးမိခွန်းနဲ့အများကြီးထောက်ခံခဲ့ရတာပါ။ အသက်က73နှစ်ရောက်ပြီမို့ကျွန်တော်တို့သုံးလို့လည်းရပါတယ်လို့ပြောနေကြပါတယ်။ရွှေပိုင်ကတော့ငငယ်ကလေးကတားတားလို့ပြောတာကြောင့်နှုတ်ကျိုးနေပြီပဲဖြစ်ပါတယ်။ငငယ်ကလေးကစကားပြောရင်ကြည်ပြီးအသုံးအနှုန်းတွေကလည်းတိမ်မွေးတာကြောင့်အခုလိုအသက်ကြီးလာတဲ့အခါမှလည်းအချင်းပါနေခဲ့တာဖြစ်ပါတယ်။ရွှေပိုင်ကလည်းစကားပြောတိုင်းတသားချစ်တဲ့အလုံးခမရလို့ပြောတာရင်စကားပြောတိုင်းစကားအဆုံးမှာခမရလို့ထက်ထက်ပြောတတ်တာရကြအောင်ခုလိုဝေဖန်ခံနေရတာဖြစ်ပါတယ်ရွှေပိုင်ကအသက်ကြီးလာရင်တမိုင်းပညာရှင်တယောက်ဖြစ်ချင်တယ်လို့လည်းသိရပါတယ် ဒါကြောင့်လည်းခုချင်းကလေးကစပြီးစာရီဖတ်ပြီးလေးလာနေတာပေါ့အဖေဖြစ်သူဇောပိုင်ကလည်းသူ့သားလေးဖြစ်ချင်တဲ့ဝါသနာကိုအကောင်းဆုံးကုညီထောက်ပံ့ပေးပါတယ်အဖေအတွက်လည်းကြပြရီကိုကိုယ်တိုင်ရေးပြီးမွေးနေ့လဆောင်ဖြည့်ပေးခဲ့ပါသေးတယ်ပရိသတ်ကြီးအောင်ရွှေပိုင်တယောက်ဒီလိုပြောတာကိုဘလို့ထင်မြင်လဲဆိုတော့ခမမမပြပြခဲ့ပါအောင်ရှင်အစောတိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ပရိသတ်တို့ရဲ့သသမိမိတူတူမလေးတွေကိုရရွှေပိုင်းလိုဖြစ်စေခြင်းလားဆိုတော့ခေါမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး youtube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ